ီကိုရီအားလုံးပဲမင်္ဂလာပါကျွန်တော်ရ Fury တက်တူကိုအများကြီး disappear နေလူပဲဖြစ်ပါတယ်ဒီနေ့ channel လေးသူကြညမှာတော့ပွဲကြီးပွဲကောင်းတွေအများကြီးရှိရတဲ့အားမှာ Man City နဲ့ Dortmund ပွဲအပါကျွန်တော်ကြိုက်ဆုံးပွဲတွေကိုဒီဗီဒီယိုမှာတုံးသက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Man City နဲ့ Dortmund တို့ပွဲကိုတုံးသက်ပေးတော့မှာဖြစ်ပါတယ်။ Man City နဲ့ Dortmund ဟာနှစ်သင်းလုံးနှစ်ပွဲနိုင်တစ်ပွဲတည်းရည်နဲ့ရမှတ်9မက်စီနဲ့အဆင့်၈နဲ့အဆင့်9နေရာမှာရှိနေတာပါ။ဒီလိုအဆင့်ချင်းကရက်ဖြစ်နေတာကိုဘူဂီရီကခြေစမ်းကိုကြည့်ပြီးပေးတဲ့ဂျေးကတလုံး60ရှုံးဆိုတာအယံကိုပြင်းပါတယ်။ မနေ့ကရွေးချယ်ပေးခဲ့တဲ့နာပိုလီနဲ့ဖရန့်ဖတ်ပွဲလိုပါပဲဒါကြောင့်ဒီပွဲကိုဘော်ဒီတပေါက်ကိုလက်ရှောင်စေချင်ပါတယ်ဂိုးပေါင်းအနေနဲ့နောက်ဆုံးထိတိုက်တွတ်ဆုံမှုမှာအများစုကဂိုးအောက်ထားပါတယ်အဲ့ဒါကိုသုံးလုံးသွင်းလို့ရှိရင်35ပြားရှုံးဆိုတာကအရန်ကိုပြင်းပါတယ်ကွာဒီရိုလာကတော့အခုနောက်ပိုင်းမှာအရင်လိုတိုက်တဲ့ကစားကွက်ကိုတိတ်တော့မတုံးတော့ပါဘူး။ပွဲတိုင်းကိုအနိုင်၃မက်စီလောက်ပဲဂယူဆိုင်နေတာကိုညီကိုတို့လည်းတွေ့ပါပါ။မန်စီးတီးကနှစ်ကိုးလောက်ရရင်ပိတ်ဆော့မှဖြစ်လို့မန်စီးတီးနဲ့ဒေါ်မွန်ဝဲပွဲကိုတော့ ကိုအနည်းကိုပဲရွေးချယ်ပေးထားပါတယ်ဒုတိယတပွဲကိုတော့ Club Brugge နဲ့ Barcelona တို့ပွဲကိုတုံးသက်ပေးသွားမှာဖြစ်ပါတယ် Barcelona ဟာနှစ်ပွဲနိုင်တပွဲရှုံးနဲ့ရမှတ်6မှတ်နဲ့အမှတ်လိုနေတာဖြစ်ပြီး Club Brugge ကတော့နှစ်ပွဲရှုံးတပွဲနိုင်ရမှတ်3မှတ်နဲ့အဆင့်24နေရာမှာရှိနေပါတယ် Club Brugge က Barcelona နဲ့ပြီးရင် Channel Champions League နောက်ထပ်4ပွဲက Arsenal အတင်းကလွဲရင် Channel 3ပွဲလောက်ကအမှတ်ယူဖို့လွဲပါတယ် ဒါကြောင့်ဘာစီလိုနာကိုအတက်နိုင်ဆုံးဂိုးအနည်းနဲ့ပိတ်ကစားမယ်လို့ထင်ပါတယ်။ဒီနှစ်မှာလည်းကလပ်ဘရူးရဲ့အိမ်ဝင်းခြေစွမ်းလေးရဲ့အနှဲငယ်သဘောကျမိတာကြောင့်နှစ်ကိုးပြက်မရှုံးနဲ့ကလပ်ဘရူးဘော်ဒီကိုပဲရွေးချယ်ပေးလိုက်ပါတယ်။ပြီးတော့ဒီပွဲမှာလည်းဘာစီလိုနာဘက်ကဂိုးတွေကိုပဲမြင်တွေ့ရမှာဖြစ်လို့ဂိုးပေါင်းအနေနဲ့ဂိုးအနည်းကိုပဲရွေးချယ်ပေးလာပါတယ်။တတိယတပွဲအနေနဲ့မာဆီနဲ့အတလန်တာတို့ရဲ့ပွဲမှာလီအစင်တန်နဲ့ခြေစွမ်းရအမြဲတားဆီးရနေတဲ့အတလန်တာကိုမာဆီဘက်ကလေဗယ်25ပြရှုံးခေါင်းထွက်ထားတာ ော်တော်လေးကိုရဲတင်းလုံးအကြပါတယ်ဒီဘွဲကိုတွေ့တော့ကျွန်တော်တနင်္လာနေ့ကကစားခဲ့တဲ့ဆန်ဒါလန်နဲ့အေဗာဒန်ဘွဲကိုသတိရမိပါတယ်ဒါကြောင့်ဒီဘွဲမှာလည်းဘူဂီရဲ့မာယာများနေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဘလိုပဲဖြစ်ဒီညတော့အတ္တလန်နာရဲ့အသာကြီးရပြီးအနိုင်ယူသွားမှာဖြစ်လို့ဒီညကိုလည်းအတ္တလန်နာဘော်ဒီကိုပဲရွေးချယ်ပေးထားပါတယ်နှစ်တင်းလုံးဟာခန်းစစ်ပြုပြီးကစားတဲ့အတင်းနေမလို့မာစင်းနဲ့အတ္တလန်နာတို့ရဲ့ပွဲစဉ်မှာတော့ဘော်ဒီထက်ဂိုးအ ਨੇ ကိုတော့ပို့ပြီးတော့ကြိုက်ပါတယ် ဒါကြောင့်ဂိုးနဲကိုရွေးချယ်ပေးလိုက်ပါတယ်ကျွန်တော်ပြောနေရလဲနည်းနည်းရှေ့ပြီဆိုတော့နောက်ဆုံးတပွဲကိုကမြန်မြန်လေးပဲပြောလိုက်ပါမယ်အာရှနဲ့ဂလာဒါစရီရဲ့ပွဲစဉ်မှာတော့ဘော်ဒီရောမပြောတော့ပါဘူးဂိုးပေါင်းစီးကိုနှစ်တက်ပြီလို့ဂိုးပေါင်းစီးကိုပဲပြောပြပါမယ်အိမ်ဝင်းဆိုလို့ရှိရင်အနည်းဆုံးတကူရအောင်တွင်းတက်တဲ့အာရှနဲ့အဝေးကွင်းဆိုအမြဲတမ်းဂိုးပေးခံရတဲ့ဂလာဒါစရီတို့ပွဲမှာဂိုးပေါင်းစီးသုံးလုံးတွင်းလို့ရှိရင်ပြားစွန်းစားဆိုတာကတော်တော် fair ဖြစ်ပါတယ်ဒါကြောင့်ဒီပွဲမှာလည်းအပြန်အလှန်ဂိုးတွေမြင်တွေ့ရအောင်မှာဖြစ်လို့ဂိုးများကိုရွေးချယ်ပေးတာပါတယ် ဒါကတော့ဒီနေ့ကျွန်တော် challenge တဲ့ပွဲတွေကိုရွေးချယ်သုံးသပ်ပေးရတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ Telegram channel မှာတော့အကြိုက်ဆုံး free dip သုံးပွဲကိုရွေးချယ်ပေးရတာဖြစ်လို့ကွန်မန့်မှာရှိတဲ့ Telegram channel ကို join ပြီးကျွန်တော်အကြိုက်ဆုံး free dip သုံးပွဲကိုလာပြီးရယူလို့ရပါတယ်။ကျွန်တော်ယခုလို comment သုံးသပ်ပေးရတာကိုကြိုက်နေတယ်လို့ဆိုလို့ရှိရင် follow လုပ်ပေးကြကြဖို့မြစ်တာရက်ခံအကျင့်ပါတယ်။ YouTube ကကြည့်နေတဲ့ညီကိုတွေကတော့ subscribe လေးတော့လုပ်ပေးကြကြပါအားလုံးပဲ good luck ပါ